အဟလန်ဝဆဟလန်ဝမရဟဘန်အားလုံးပဲမင်္ဂလာပါကျွန်တော်လာမျိုးထုံးပါ H1H Arabic Language Sharing ရဲ့ founder ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Arabic ဘာသာစကားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေတခြားသော language တွေနဲ့မတူကွဲပြားမှုတွေနောက်တစ်ခုကျတော့ကျွန်တော်တို့တွေအခုမှစလိလာမဲ့သူတွေအတွက်အသုံးဝင်မဲ့ YouTube channel တွေ application တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ကိုယ်တိုင်လည်း Arabic ဘာသာစကားကို ဘလို့လေ့လာခဲ့လဲဆိုတော့ကျွန်တော် share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Okay ပထမဆုံးအနေနဲ့ကျွန်တော်ဒီ Arabic ဘာသာစကားပေါ့နော်ကျွန်တော်တွေဒီ20 Middle Eastern နဲ့ African States တွေမှာ official language ဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တွေ1998ခုနှစ်ကလေးကနေပြီးတော့ကျွန်တော် UNESCO မှာအာ6 main language တွေကနေပြီးတော့တစ်ခုအပါအဝင်ဖြစ်သတ်မှတ်ခံရတဲ့ဘာသာစကားတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်လူဦးရေအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်း300နေပြီးတော့မှတန်း450အထိ Arabic ဘာသာစကားကိုအသုံးပြုတဲ့သူတွေရှိပါတယ်။ကျွန်တော်အခက်ဆုံးဘာသာစကားရဲ့မှာလည်းတစ်ခုပါဝင်ဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်ကျွန်တော် vocabulary ကြွယ်ဝမှုတွေအနှစ်သာရပြည့်ဝမှုတွေအပြည့်ပါဝင်နေတဲ့ဘာသာစကားတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်ဒီ Arabic ဘာသာစကားကိုပိုင်းခြားမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့ MSA ပေါ့နော် modern standard arabic ဒါအကြောကျွန်တော်စံ arabic ပေါ့နော်ပမာသုံးလဲဆိုတော့ကျွန်တော်ဒီ broadcasting နေနောက်တစ်ခုကြာလို့ရှိရင်ကျွန်တော်ဒီ speech တွေပေါ့နော်မိကုံပြောတဲ့အခါရနောက်တစ်ခုကြာတော့ဒီကျွန်တော်တွေ university ပေါ့နော်ဒီတက္ကသိုလ်တွေမှာသင်ယူညွှန်းနှံ့နေမှာကျွန်တော်တို့အသုံးပြုပါတယ်နောက်တစ်ခုကြာကျွန်တော်ဒီ classical arabic ပေါ့နော် classical arabic ကကြာကျွန်တော်ပမာအသုံးပြုလဲဆိုတော့ကျွန်တော်ဒီကျွန်တော် muslim နေအကုန်လုံးရဲ့နှလုံးသားဖြစ်တယ်ပေါ့နော် Quran ကျမ်းစာပေါ့နော် အဲ့ထဲမှာဒီ classical arabic နဲ့ဖော်ပြထားပါတယ်ကိုရန်ကျမ်းစာကကျတော့ the greatest form of literature ပေါ့နော်โอเคတော့ဆက်သွားအောင်ဆိုလို့ရှိရင်နောက်ဆုံးတစ်ခုကကျတော့ dialects ပေါ့နော် dialects ဒီကျွန်တော်တို့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီ dialects မှာဆိုလို့ရှိရင်အများကြီးရှိရပေါ့နော်ဒီ egyptian dialect ရှိရ syria ရှိရနောက်တစ်ခုကျွန်တော်တို့ဒီ oman ရှိရ dubai ရှိရ ူဘိုင်းမှာကျော်ဒီကျွန်တော်ဒီ Emirates Arabic ပေါ့နော်အများအားကြီးကျွန်တော်တို့ကွဲပြားခြားနားချက်ရှိပါကျွန်တော်တို့ဘာတွေကွာပါလဲဆိုတော့အဓိကအဖြစ်ဆိုရင်ကျွန်တော် vocabulary ကွာရင်ကွာရယ်မကွာလို့ရှိရင်ကျွန်တော် pronunciation ကွာရယ်ပေါ့နော်အာကျွန်တော်ဥပမာပြရမယ်ဆိုရင် smack ပေါ့နော်ငားပေါ့ဒါအကုန်လုံးနဲ့ရင်းနှီးပြသချက်ကလုံးပေါ့နော် seem mean cough ပေါ့နော်ဒါကျွန်တော်ဒီ modern standard arabic မှာ mention လုပ်ထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ emirati arabic မှာကြာကျွန်တော် smudge ကြာအတန်းဖြစ်သွားရယ်ပေါ့နော် seem mean gym နဲ့ပေါင်းတာဖြစ်သွားရပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ vocabulary လေးကွာသွားတယ်နောက်တစ်ခုနောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်ကာဝါ coffee ပေါ့နော်ဒါအားလုံးသိပြီးသားပါပဲ coffee ဆိုလို့ရှိရင်ကျွန်တော်တို့ modern standard arabic မှာဆိုလို့ရှိရင်လေဒီစလုံးပေါင်းမယ် emirati arabic မှာဆိုလဲဒီစလုံးပေါင်းမယ်ဒါပေမဲ့ကျွန်တော် pronunciation ဒီ modern standard arabic မှာကျတော့ကျွန်တော်ကာဝါကအတန်နဲ့ဖတ်တယ်ကျွန်တော်တို့ဒီ emirati arabic မှာကျတော့ကာဝါကအတန်နဲ့ဖတ်တယ်ပေါ့နော်ဒီလိုလေးကြီး မတူကွဲပြားမှုတွေရှိပါတယ်။တချို့စကလုံးတွေကြောင့်နိုင်ငံအလိုက်ကွာတာရှိတယ်။တချို့စကလုံးတွေကြောင့်လည်းဒီဒီနိုင်ငံထဲမှာပဲမြို့တူမြို့ပေါ့နော်။တစ်မြို့နဲ့တစ်မြို့မတူတာမျိုးလေးရှိတယ်။အခုမှဆိုလို့ရှိရင်ကျွန်တော်ဒီအငင်းစကလုံးပေါ့နော်မဟုတ်ဘူးဆိုရဲဟာပေါ့နော်။အငင်းစကလုံးမှဆိုလို့ရှိရင်ဒီအဘူဒါဘီလိုနေရာမျိုးမှဆိုရင်ကျွန်တော် match ဆိုပြီးတော့မှအတုံးများကြတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ East Coast ပေါ့နော်။ area ရှိတဲ့ရှာကြားနဲ့သူရဲ့ adjacent နေရာသူရဲ့ဆက်ဆက်တဲ့ area တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမာလို့တုံးတယ်เนาะအဲ့လိုမျိုးလေးပေါ့เนาะကွဲပြားတာရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံလို့ပါမြန်မာနိုင်ငံမှာလည်းတချို့အသုံးလုံးခေါ်ဝင်မတူပါရရှိရလीเนาะကျွန်တော်တို့မျိုးနဲ့တမျိုးလေယူလေသိမ်းမတူပါလည်းရှိရဒါကကျွန်တော်လေးလာဖို့ပဲလိုတာပါဘာသာစကားတစ်ခုအဲ့လိုဆိုလို့ရှိရင်တယောက်နဲ့တယောက်နဲ့အဆင်ပြေပါတယ်ဘာလို့ဆိုကျွန်တော် post တင်လို့ရှိရင်အဲ့လိုမျိုးမတူတဲ့အပေါ်မှာပေါ့เนาะမှားတာမှန်တာအဲ့လိုမျိုးတွေနည်းနည်းလေးအချင်းချင်း အဆင်မပြေမှုဖြစ်ပေါ်လာလေးတွေတွေ့ရကျွန်တော်ပြန်ပြီးတော့မှကျွန်တော်ဒါ sharing လုပ်ပေးရမယ်ဖြစ်ပါတယ်โอเคနောက်တစ်ခုကကြတော့ကျွန်တော်ဒီ Arabic ဘာသာစကားမှာပေါ့နော်တခြားသော language တွေနဲ့မတူတာပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်မြန်မာစာအင်္ဂလိပ်စာဆိုလို့ရှိရင်ကျွန်တော်ဒီဘယ်ဘက်ကနေပြီးဒီညာဘက်ကိုရေးရပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ Arabic ဘာသာစကားမှာကြာကျွန်တော်ညာဘက်ကနေပြီးတော့ဘယ်ဘက်ကိုရေးရကျွန်တော်စာအုပ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲ ပုံမှန်ကျွန်တော်စာအုပ်ဆိုလို့ရှိရင်ဒီဒီလိုမျိုးလှန်သွားပါတော့စာမျက်နှာတွေဒီအနောက်လှန်သွားတာအဲဒီဘက်မှာကျတော့ဒီလိုမျိုးပြောင်းမြန်ပါတော့အနောက်ဆုံးကနေစပြီးတော့မှစာဒီစာအုပ်တွေထုတ်ဝေတာပဲဖြစ်ဖြစ်စာရေးတာပဲဖြစ်ဖြစ်အဲ့လိုရေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအဲ့လိုမျိုး right to left ရေးတာကတော့ Arabic တပါတာလည်းမဟုတ်ဘူးပေါ့နော်တခြားသော Hebrew language ရှိမယ်ပြီးလို့ရှိရင်ကျွန်တော် Urdu ရှိမယ် နောက်တစ်ခုဆိုရင်ကျွန်တော်ဒီ Rohingya ပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းကျွန်တော် right to left ပဲရေးတာပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရပေါ့နော် Arabic နဲ့ဒီ writing style တူတဲ့ဟာပေါ့နော်၁၂မျိုးရှိပါကျွန်တော် mention လုပ်ပေးထားပါတယ် okay နောက်တစ်ခုကျတော့ကျွန်တော်တို့ Arabic ဘာသာစကားမှာဒီ capital letter small letter မရှိအကြီးအသေးမရှိ capital letter small letter မရှိပါဘူးနောက်တစ်ခုကကျတော့ကျွန်တော်တို့ထူးဆန်းတာပေါ့နော်ထူးခြားတာပေါ့ ထူးခြားတာဒီကျွန်တော်ဒီ Arabic ဘာသာစကားမှာ male female အတွက်ကို specific words တွေရှိရပေါ့နော်တည်တံ့စကားလုံးတွေရှိတယ်။များသောအားဖြင့်ဒီကျွန်တော်တို့ဒီအမျိုးသမီးတွေအတွက်အသုံးပြုတဲ့ဟာတွေပေါ့နော်အမျိုးသမီးတွေပြောတဲ့အခါမှာအသုံးပြုတဲ့စကားလုံးတွေဆိုလို့ရှိရင်ကျွန်တော်ဟာနဲ့အဆုံးတလေးရှိပါတယ်။